အကြည့်ဟာဟာသဘောဘုရားစီတီကိုတက်ခွင့်ရည်ဥစည်းဥစားဟာမင်းလာအောင်ခေါ်မင်းသားကြီးဆိုတာငါရဲ့ဒီတဲ့ရဲ့စီကြီးကဲ fighting ရှဲဝရီကျက်တည်မရှိသောမျက်ခွက်များကိုကျက်တည်ရှိစွာကြည်ကြရအောင်။နှစ်ယောက်တည်းအိမ်မဲ့သုံးယောက်တစ်ချင်တောင်နေတော့ဖြစ်ကုန်ကြပြီဗျ။စပွင့်အဖမ်းခံရတော့မလား။ကြည်ကြရအောင်။ ဒီကပါဗျာကျွန်တော်ကျိုးဆိုးပါဒီနေ့ကကျွန်တော်မေလာရှိရနေဖြစ်ပါတယ်အဲ့ပုံမှန်ဆုံးတစ်ခုတင်ပြချင်တာကဒီကိုစိုးဝိုင်းချောချောကာကြီးနဲ့ဟူဟူခံလာရလို့သိရတယ်အဲ့တော့ချောချောကာကြီးကကျွန်တော်ဒီဆက်သွယ်ပုံမှန်လည်းဖြစ်တယ်ဟာဖွင့်လာတိတ်ကြပြီစိုးဖိုးရင်အဖမ်းခံရတော့မယ်ဒါကျွန်တော်ရုံတိုင်းတိုင်တောင်းပုံမှန်ဖွင့်တာအဲ့တော့ဒီရုံမှာနေတဲ့ဒီအမျိုးသမီးရောက်ခေါက်ဖွင့်တယ်ဗောဗျာအဲ့တော့ဖွင့်တဲ့လူကိုဖွင့်တဲ့လူနဲ့ပတ်သက်ပြီးတော့သူကမှန်တယ်သူကမှားတယ် ဒီကောင်ကကျွန်တော်ဆုနေကောင်းအောင်မပေါအောင်အဲ့တော့ပါချစ်မှန်ရင်ကလည်းဒါသူသူဥရိယာသူဆုံးပြမဲ့ကိစ္စလည်းဖြစ်တယ်ဥရိယာသွားမဲ့ကိစ္စလည်းဖြစ်တယ်ဒီကောင်ကတော့ကျွန်တော်မဆုနေလို့ပါဘူးခုနှစ်လူကပါတီပဲဖြစ်စေခုနှစ်လူကမှန်တီပဲဖြစ်စေဒါကကျွန်တော်ရဲ့ကိစ္စလည်းမဟုတ်ပါဘူးအဲ့တော့ထပ်ပြီးတော့ကျွန်တော်တို့ဒီကိုစုံဝင်းကပြောပါတယ်သူလည်းသူသူ့ဟာတပ်ပွင့်မှာကြောက်လို့မပြောရဲဘူးကြောက်စုနှပ်ပြီးစုစားကလေးကောင်းမလို့ကြောက်တာချီးပါတော့လေဟာဟုတ် အဲသူလည်းဒီဖျက်ရောက်ကိုဒီပုဂ္ဂိုလ်နဲ့ကိုသူလည်းအမှုဖွင့်မယ်လို့ပြောရတယ်ဗျာဟာဖွင့်ကြတော့ကျွန်တော်လည်းပြောပါတယ်သူလည်းဒီညသမိုးမနေ့ကမှသူအမှုဖွင့်မယ်လို့ပြောတယ်ဟာဒါတော့ကျွန်တော်တို့ဒီကုစုဝင်းနဲ့ပတ်သက်တဲ့အခြေအနေပေါ့ဗျာတချို့ကကျွန်တော်လက်လက်မိကြလို့အခုစဝင်းအမှုဖွင့်ကန်တာဟုတ်လားဆိုတော့ကျွန်တော်တို့လည်းကျွန်တော်မိတ်ဆွေတွေကမိတ်ဆွေတွေကပို့တော့ကျွန်တော်လည်းကြည့်လိုက်တော့ဟုတ်တယ်လို့ဟုတ်တယ်လို့ကျွန်တော်သိရတယ်အမှုဖွင့်ကန်တာဟုတ်တယ်ဟုတ်တယ်အဲ့တော့မှန်တယ်စဝင်းကလည်းပြန်ဖွင့်မယ်ဇဘွေမြေအမှုဖွင့်မနေတဲ့တော့လေဘာလို့မှလဲမိတခါကျတနက်ကြီးတွေငါတို့ပြပြနေပြပြပြလိုက်ပါလားကြောက်လား ဟာဟိုကအယိုးပိန်မလေးကွာမုံမုတ်ခိုင်ဟာဟိုမှာမင်းသားကြီးကလည်းရှိသေးတယ်နော်နှစ်ယောက်တည်းအိမ်မဲ့သုံးယောက်တစ်ချင်းအောင်နေဖြစ်နေတာမြတ်တည်မရှိတော့ကောင်းကြီးတည်ရှိစွာကြည်ပါတရင်ကတည်ရှိနေတယ်မြက်ခွက်တည်းကတည်မရှိဒါမျိုး အဲ့တော့ဒီပုံမှာကျွန်တော်တို့ဆိုတာကျွန်တော်တို့ခမည်းတော်ထင်မြင်ပေးပါဆိုတော့ကျွန်တော်ဒီပုံမှာထင်မြင်ပေးမှာမဟုတ်ပါဘူး။အားကြောင့်လဲဆိုတော့ဒါကကျွန်တော်တို့ဒီတရားရုံးကိစ္စလည်းဖြစ်တယ်။မပြေရုံကြောက်လေသူသူ့ဘာဖွင့်ပါဆိုတော့ကိစ္စလည်းဖြစ်တယ်။ဒီပုံမှာကျွန်တော်မားတယ်မှန်တယ်ကျွန်တော်မပြောလို့ပါဘူး။ထပ်ပြီးတော့ကျွန်တော်ကိုယ်စုံဝင်ရလေအဲဒီဒီပုဂ္ဂိုလ်နှစ်ယောက်ကိုထပ်ပြီးတော့ကျွန်တော်တို့ဒီအမှုဖွင့်မယ်လို့ပြောတယ်။ဒီပုံမှာကျွန်တော်နှစ်ဖက်စလုံးကဘယ်သူကမှန်တယ်ဘယ်သူကမားတယ်ဒီပုံမှာတော့ကျွန်တော်မပြောလို့ပါဘူးမဆွလို့လို့ပါဘူးအားလုံးကျေးဇူးတင်ပါတယ်။ဒါတော့ဒါတော့ဇော်ဘုံအင်းတစ္ဆာဖောက်တာဗျာတိရ။အမဟုတ်ကျော်စိုးဦးတစ္ဆာဖောက်တာ ကျော်စိုးဦးအဖမ်းခံရတော့ဇော်ဖိုးရင်းရော။ညာအာကျွန်တော်တို့ကျော်စိုးဦးကိုမထီးနဲ့တော့အော်ရတော့အတောင်းအော်ရ။ဇော်ဖိုးရင်းကလေးကြတော့ကျော်စိုးဦးကဘသူမှန်းနေမှားတယ်ကျွန်တော်မပြောရဲပါဘူး။ဇော်ဖိုးရင်းအဖို့ဇော်ဖိုးရင်းအဖို့ကျော်စိုးဦးကနောက်ကျောကိုဓာတ်နဲ့ထိုးလိုက်ပြီ။ကြည့်ရတာရန်ကုန်မှာအမှုဖွင့်လိုက်တယ်တောင်တကုန်တရားရုံးမှာတောင်တကုန်တရားရုံးဆိုတာနေရာပြောပြအောင်မယ်။တစ်ဆိုင်ခွေးကသွားလိုက်ရင်စက်မှုဆို စက်မှုဆုံးဟိုဘက်မှာတောင်တုံတရားယုံလမ်းမပေါ်မှာတောင်တုံတရားယုံနဲ့အတူတူထွေုံယုံတွေပါလို့ရှိရပေါ့ဗျာအိုင်နာပတ်ချာလေအဲ့မှာလူပြတ်ကျော်ကတော်တော်အမှုရင်ဆိုင်ဘူးတယ်သိလားအဲ့တရားသူကြီးတွေတကောင်းမှစောက်မှုဆိုင်ခဲ့တာမဟုတ်ဘူးဒါပေမဲ့မင်းတို့ကလေးကြရင်တော့အဖမ်းခံရတော့မင်းတောင်တုံတရားသူကြီးတွေကိုတခါလဲကျွန်တော်ဒီနေရာကနေတတိပေးလိုက်မင်းနော်ညနာလိုက်ခင်ဗျားတို့ကိုဘွားကိုတွေ့တာဖမ်းစရာရှိတာကိုဖမ်းအာမခံပေးရပေးကြည့် တရားဆွဲတဲ့သူကသူပါတဲ့အဲ white and simple is live အဲဗျ you do acc နဲ့အဖြစ်ကံဘွားနဲ့မုံကံလူသားတစ်တော့ပိုင်ရှင်ဇဘုံရကျမတော်မူမှုခိုင်မှဆက်သွေးဥရိဝတရားဆောတတိရှိတယ်ဗျာဟောဒီမျိုးသမီးတတိရှိတယ်ဗျာဆောဆောက်ရမ်းမိုက်တယ်ကွာ fighting ကျမတို့ငိုခိုင်ဖြစ်ပါလေဒီကနေ့2025ခုနှစ်မေလ8ရက်နေ့ရန်ကိုမင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့နေ့ဖြစ်ပါရှင်ဆိုဘူးဟိုတရားဆွေးတာသူစောင်းရနေပျော်နေတာမင်္ဂလာရှိနေ fighting ကျမဒီရထမှာပျောက်သွားလို့ကျမရဲ့မိဘပြည်သူတွေဒီကိုမောင်နှမတွေဆိုရင်စိတ်ကြီးနဲ့စိတ်ကြီးရှိနေကြတာဟုတ်လားကျမစီကိုဖုန်းနေဆက်ပြီးတော့မျိုးမျိုးသတင်းပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ရှိပါတယ်ဟုတ်လားအခုကျမရဲ့မိဘပြည်သူတွေအများကိုမျှော်လင့်စောင့်စားပြီးတော့မျှော်လင့်တကြီးနဲ့ တရားကိုစောင့်စားနေကြတဲ့ပွဲလေးဟုတ်ဒီနေ့ကျမတရားဝင်အတိပေးကြောင်ညာပါတော့မယ်ဟုတ်လား Quiet and simple is like ဘုသူအကောင့်ပိုင်ရှင်အင်းခြေတဲ့ဘဝနဲ့အမုန်းခံလူသား Fighting အကောင့်ပိုင်ရှင်อืมကိုဇော်ဖုံးဟေးอืมဒီကျမအာဘုံဒိတ်ခါကိုထိခိုက်စေတယ်ချိန်ချောက်တယ်နော်လုတ်တင်နေကျမရဲ့ဓပုံလေးလုတ်တင်နေကျမရဲ့ ုံတွေကိုပြပြီးတော့ကျမရဲ့ဘုံသိက္ခာကိုထိခိုက်စေတဲ့အပြုမူပြောဆိုတွေဟွန်းလုံးတင်ပေါ့မရိုင်းဆဲဆိုးစွာနဲ့ပြုလုပ်ခဲ့သည့်အတွက်ကြောင့်နော်ဆက်သွယ်ရေးဥပဒေပုံမှ66ဂါဂျီနဲ့ဒီကနေ့8ရက်9လ2025ဟာနော်တောင်တကုံမြို့နယ်ရန်ကုန်တိုင်းဒေသကြီးတောင်တကုံမြို့နယ်မြို့မရက်စခန်းမှာပပန်းနံပါတ်358မြင်းဆောင်2025ဆက်သွယ်ရေးဥပဒေပုံမှ66ဂါဂျီဖြစ် ကျမတရားဝင်ဥရိနှင့်အညီတရားဆွဲဆိုမှုပြုခဲ့ပြီးပါပြီเนาะပါနံပါတ်35ရှင်ရင်းဆောင်2025ဆက်သက်ရေးဥရိဖုံးမ66ဂါဒီဥရိနှင့်အညီတရားဆွဲဆိုခဲ့အမှုဖွင့်ပြီးပါပြီရှင်เนาะစော်ဘုံကြီးတော်ပြီဟာမုံမောခိုင်အော် fighting စော်ဘုံကြီးအဖန်ခံရတော့မယ်ဟောစော်ဘုံကြီးလည်းမရိုင်းနေပြဒီဒီကလေးမှသွားဆဲတာဝိုး ူခင်ဗျာသူကသူအဘဘောမနေတာကောင်းကောင်းမမဘူးတွားပြီးတော့အာမသောကောင်းမမရင်ငယ်မတွေပါတွားပြောတာအဲအဲ့ကောင်မလေးဟိုဟိုတရားထဆွဲတာကျောသောကြာကြီးနေသေးတယ်ခင်ဗျအအသေးဖြတ်မှုလူတက်ရန်ချန်စီမှုအချမ်းဖတ်ဥတွေတိုက်ဖြတ်ရေးပုံမှန်တနက်တွေကင်ပြီးသူတွားတဲ့ဗီဒီယိုကလစ်တွေရှိတော်ဝင်ရတနက်ကင်ဝင်ရှိပါသလားဒါတွေမေးခွန်းထုတ်အောင်ပါဟော fighting စကြည့်အောင်ဟုတ်လားဟွန်းတမအရင်တော့ကလုတ်ခဲ့တဲ့ဟွန်း 2020ရွေးကောက်ပွဲကာလလုံးမှာကျွန်မကအခြေခံလူလန်းစားဘဝမြန်မာရေးပါတီရဲ့ထွေထွေတွင်းရေးမှုအဖြစ်ဟာဘာသာသနာတိုင်းပြည်အတွက်ဒီကြီးရဲ့အချိန်မှာသွားပြီဇဝင်သွားပြီမမေရက်ပြီးတော့ဟောပါတီရှိတယ်နော်ပွဲဝင်ပြီးတော့ဟာလောက်ခဲ့တဲ့ကျွန်မဒုံမျိုးခံကိုကျွန်မရဲ့ပါတီနာမည်လေးဟုတ်လားအခြေခံအခြေခံလူလန်းစားဘဝမြန်မာရေးပါတီဆိုတဲ့ခေါင်းစဉ်ကျွန်မဒုံမျိုးခံရဲ့ပုံလေးကို ဒီ social media သူ့ရဲ့ဒီ YouTube account social media ပေါ်ကနေပြပြီးတော့ကျမရဲ့ဂုံသိက္ခာကိုထိခိုက်စေတယ်ချိန်ချောက်တယ်ဆဲဆိုတယ်ပြုမှုတဲ့ပြုမှုခဲ့တဲ့အတွက်ကျမက66ဒါကြီးနဲ့ယနေ့တောင်တကုံဟာနော်တောင်တကုံမြို့မှာရက်ဆက်အားရနေတာနော်ညွတ်ကျမအမှုခွင့်ရေးတရားဥပဒေနဲ့အညီရေးရေးယူမှုပြုခဲ့ပြီးပါပြီဟုတ်လားဟာစော်ဖုံးကွာမြို့သမီးငယ်တယောက်ကိုမလုံသင့်ဘူးဆဲတာဆိုတာများမရရင် ဒီကောင်မလေးကိုမရင်ငယ်လို့သွားပြောတာမရင်ငယ်မလေးအဲ့လိုပြောတဲ့ပြင်မပြီးသေးဘူးဆဲဆုမရတနတ်တီပါနဲ့ချိန်ချောက်ကောင်မကနေတေဝါမယ်နော်နေကောင်ပါကောင်အဲ့လိုလူတက်ရန်ကြံစီမှုတွေပါတယ်ဆွဲရမှာချောက်တော့ကကြီးကပြော့တယ် fighting စัจကြည်အောင်နောက်တယောက် ငါကဘာကောင်လဲငါနောက်မှာဘသူတွေရှိတယ်ငါကိုလှုပ်ရဲလို့လားဘသူကအမှုဖွင့်ရဲလဲဆက်ခန်းကအမှုဖွင့်ရဲလဲဆိုပြီးအာပေါင်းအာရင်တန်တဲ့လက်ကြီးလက်မောင်းတန်ခဲ့တဲ့ဟုတ်သူ fighting တော့မမှုခံစားရမိမကဘလို့အမျိုးအစားလဲဘလို့အဆင့်တန်းလဲဆိုတာကိုသိရပါမယ်ကျမရဲ့ဒီဓာတ်ပုံလေးကိုပြပြီးတော့သူ့ကိုကျမကချင်းချောက်ပါတယ်ဆိုပြီးလိန်လေပြောဆိုခဲ့တဲ့အကြောင်းလေးကိုဒီဓာတ်ပုံဆိုတော့မင်းအောင်လိုက်ပေါ့နောက်မှာနော် ပေးပေါ်ပေါ်လိုက်ကျောင်းညချ။ညဆောဖွဲ။ဟာဟာ။ဟောတော့ဘူး။ဆက်။နောက်တယောက်လာပြီ။နောက်တယောက်လာပြီ။ကြည့်ကြည့်ကြည့်။ဟမ်။ဆောဖွဲ။ဟာဟာ။အကြည့်ဟာ။ဟာ။သဘောေ။ဘုရားစီတီကိုတက်ခွင့်ကြီးရဲ့ဦးစီဦးဆောင်။ဟာ။မင်းလားအောင်ခေါ်မင်းသားကြီးဆိုတာငါရဲ့။ဣတဲရဲစီပြီ။ကဲ။ Fighting ။ဒီပွဲမှာဘာသူနိုင်မလဲ။ ဘဒူတေတေအကုန်လုံးတေလေအေးတယ်ပွဲဘောမရီလောင်ကြစမ်းလောကကြီးကတန်ခတ်လိပြီလေနှစ်ယောက်တည်းအိမ်မဲ့သုံးယောက်တချင်အောင်ဆိုတာကအတိတ်ပဲကဒီလိုဗျဇဘောအင်းရဲ့မင်းသားကြီးရဲ့မမှုခိုင်ရဲ့နှစ်ယောက်တည်းအိမ်မဲ့သုံးယောက်တချင်အောင်ဒီတဲမှာမှာရှင်သာစရာအကောင်းဆုံးကိစ္စတစ်ခုရှိနေပါတယ်ကျော်စိုးဦးပါကျော်စိုးဦးကဇဘောအင်းကိုတစ္ဆာဖောက်လိုက်တယ်ဘာကြောင့်လဲကျော်စိုးဦးအဖမ်းခံရတော့ကဇဘောအင်းက အပေါင်းအရင်တန်တန်နဲ့ကြော်စိုးဦးကိုမထိနဲ့လို့ကြွေးကြော်ပြီးဝန်းရံခဲ့တာအခုကြတော့ကြော်စိုးဦးက "तू မဝေဖန်လို့ပါဘူး။ तू နဲ့မဆိုင်ပါဘူး။မြင်ကြပြီမလား။ဘောမရီယာလေသူတို့ကိုထိလိုက်ရင်ချီးထွက်အောင်ကြောက်တယ်။မနှက်ဖက်မှာဇော်ပုံးရင်လက်ထိတ်တန်းလန်းလေးနဲ့ပုံရရင်တော့ထတ်တင်ပြလိုက်ပါမယ်။ဇော်ပုံးရင်အဖမ်းခံရတော့မယ်။အစင်ပြေလာပြီတဲ့ကြီး။ နေ့ရောက်ဒီလောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ်